မင်္ဂလာပါဒီနေ့ဗီဒီယိုမှာကျွန်တော်အားလုံးရေတမမနဲ့စိတ်ဝင်စားစောင့်ကြည့်နေရတဲ့မြန်မာနိုင်ငံရဲ့အနာဂတ်ကိုအကြီးအကျယ်ကို ပုံဖော်နိုင်တဲ့အကြောင်းအရာတစ်ခုကိုဆွေးနွေးချင်ပါတယ်ဒါဟာရခိုင်ပြည်နယ်ကမဟာဗျူဟာအရအင်မတန်အရေးပါတဲ့ကြောက်ဖြူကံကြမ္မာကိုပြောချင်တာပါဘာဖြစ်လို့ကြောက်ဖြူကအခုလို အားလုံးရဲ့အာယုဆိုင်ခြင်းကိုခံနေရတာလဲနိုင်ငံတကာကကစားသမားတွေဘာဖြစ်လို့ဒီနေရာကိုမျက်စိတောက်ထောက်ကြည့်နေကြတာလဲ ဒီချိန်တွေကမြန်မာပြည်ရဲ့အနာဂတ်ကိုဘယ်လိုတည်ရောက်မှုတွေရှိလာနိုင်လဲဆိုတာကိုတေချာတွေးခေါ်တောက်တက်ကြည့်ဖို့လိုပါတယ်။ကြောက်ဖြူဆိုတာစစ်ကောက်စီအတွက်နေ့စဉ်ဒေါ်လာတန်းရောင်နဲ့ချိပြီးတော့ဝင်ငွေရှာပေးနေတဲ့အရွှေဦးကြီးတစ်လုံးဖြစ်ပါတယ်။တရုတ်နိုင်ငံအတွက်လည်းမရှိမဖြစ်အရေးပါတဲ့အစွမ်းအင်လုံခြုံရေးနဲ့ကုတ်သွေးလမ်းကြောင်းကြီးတစ်ခုလည်းဖြစ်ပါတယ်။ဒါဟာ geopolitics လို့ခေါ်တဲ့ပထဝီနိုင်ငံရေးအရာ ီနေရာကဘယ်လောက်အရေးကြီးလဲဆိုတာကို ပြသနေတဲ့အခြေအနေပါအခုလို AA ကဒီနေရာကို ထိချုပ်ဖို့ပိုပြီးနှိဆက်လာလေလေစစ်ကောက်စီအတွက်တော့အသက်ရှူရအကျက်လေးလေးပါပဲဒါမြမတမိုင်းမှာကိုတေတာကအတယံဇာတကိုဘယ်သူကကိုတိုင်ဘလို့ထိချုပ်လဲဆိုတဲ့ပဋိပက္ခရဲ့နောက်ဆုံးအခန်းကဏ္ဍရောက်လာပြီလားဆိုတာမျိုးကိုမိကုန်ထုတ်စီအဖြစ်လာပါတယ်ဒီချိန်နေမှာ ကိုယ့်ရဲ့အဓိကဝင်ငွေရလမ်းကြောင်းဝင်ငွေရပေါက်လမ်းမကြီးတစ်ခုလုံးကိုတရားရောက်ကလာပိတ်ဖို့စူးစမ်းနေတယ်လို့မျိုးခံစားရတာတိုက်ခံပြန်လည်ခုခံတာမျိုးကြော်ရနိုင်ပါတယ်အခုရုတ်တရက်ထွက်ပေါ်လာတဲ့သတင်းတွေကောလာဟလာပဲဆူဆူမီဒီယာတွေကပြောလာတာပဲပြောပြောနောက်ဆုံးကြားတဲ့သတင်းရဆိုရင်မြမအရေးကိုစိတ်ဝင်စားတဲ့သူတိုင်းအံ့အားသင့်စင်မဲ့အခြေအနေပါဘင်္ဂါလီထောက်လန်းရေးချုပ်ကဝါရှင်တန်ကိုတွားပြီးတော့ CIA ထောက်လန်းရေးဆိုင်ရာ ဖွဲ့တွေနဲ့ CIA နဲ့ရှိုးဝဲတွေ့ဆုပ်ခဲ့တဲ့ဆိုတဲ့တင်းဟာတော်တော်လေးထူးခြားပါတယ်။ဒါဟာရခိုင်အရေးပြည်ပကစားသမားတွေပုံပြီးဝင်ပါလာတော့မဲ့အရေးရောက်ကိုပြသနေတာလား။ဒါဟာ real lesson လို့ခေါ်တဲ့နိုင်ငံတကာဆက်ဆံရေးဘိုင်းဒီမှာလက်တွေ့ကျကျအသေးအ ori အရရောတေချာသုံးသပ်ကြည့်ဖို့လိုပါတယ်။နိုင်ငံတွေဟာကိုယ့်ရဲ့အမျိုးသားအကျိုးစီးပွား nation နဲ့ interact ကို အဓိကထားလှုံ့ဆော်ကြတာဖြစ်ပါတယ်ဘင်္ဂလားဒေ့အမေရိကန်တို့ဟာလည်းသူတို့ရဲ့အကျိုးစီးပွားအရာဒီဒေသမှာပါဝင်ပတ်သက်လာဖို့ကြိုးစားနေကြတာလည်းဖြစ်နိုင်ပါတယ်သူတို့ချင်းဘာတွေတိုင်ပင်ဆွေးနွေးခဲ့ကြမလဲနေသက်လုံချုံရေးတက်တက်ပတ်လာလူရင်းကြောင့်ဘင်္ဂလားဒေ့ပြန်ပို့မဲ့ဒုက္ခသက်အရေးလားဒါမှမဟုတ်အေအေနဲ့ပူပေါင်းပြီးစီရေးအရာတစုံတရာကိုလှုံ့ဆော်ဖို့ကြိုးစားနေကြတာလား ဒီတွစ်ဆုံမှုဟာကိုခြံပေးမှာဖြစ်တဲ့အိမ်ဒီချင်းကခြံစည်းကိုအတိတ်ခတ်ဖို့အုတ်တွေလာချနေတယ်လို့မျိုးပေါ်ပဲဂရုတစိုက်စောင့်ကြည့်ရမယ့်အခြေအနေပါဒါဟာအိန္ဒိယအတွက်ကိုဆိုလိုတာဒေတာတွင်ဒီအခြေအနေဖြစ်ထွန်းမှုတွေရလည်းကြရရခတ်မှုတော်တော်လေးကြီးပါတယ်အိန္ဒိယဟာဘင်္ဂလားဒေ့အမေရိကန်နဲ့နှိစက်တဲ့အခြေအနေအေအေရဲ့အင်အားကြီးထွားလာမှုနဲ့ဖြစ်လာနိုင်တဲ့တိုက်ပွဲတွေပေါ်မှာသူရဲ့အရှိန်အဟောင်းတွေသာလုံခြုံရေးကိုတိုက်ရိုက်ချိန်ချမှုဖြစ်တော့မြင်နေရပါတယ် ဒါကို security dilemma လို့ခေါ်တယ်လုံချော်ရေးအကြက်တဲနဲ့သက်ဆိုင်ပါတယ်ကိုဘက်ကလုံချော်ရေးအတွက်လုံဆောင်လိုက်တဲ့အရာဟာတခြားသူကိုမလုံချော်ဘူးဆိုပြီးတော့အခံစားရစီပြီးသူတို့ဘက်ကလည်းပြန်လည်လုံဆောင်လာတာမျိုးကိုဆိုလိုတာပါရေကန်တဲ့ကိုဂဲတလုံးပြစ်ချလိုက်တဲ့အခါလိုင်းကရက်လေးတကံလုံးပြန့်နှံ့သွားသလိုပါပဲရခိုင်ကမတိမငြိအခြေအနေတွေဟာအိန္ဒိယနိုင်ငံတွေကိုပါကူးဆက်နိုင်တဲ့အခြေအနေအပြည့်ရှိနေပါတယ် ခုလက်ရှိဒီချင်းတွေရဲ့တရားတရားမှုတုံးခုမြင်ရပါတယ်ပထမဆုံးကတော့စစ်ကောက်စီကအကြောက်ဖြူကဝင်ငွေထိခိုက်လာတာနဲ့အမြ၊သူရဲ့စစ်စိမ်းနဲ့အုတ်ချုပ်ရန်တရားလက်ပတ်ပုံငွေကြီးအခက်အခဲတိတိတတ်တော့ကိုကျုံလာရနိုင်ပါတယ်နိုင်ငံတော်တစ်ခုရဲ့ state capacity လို့ခေါ်တဲ့နိုင်ငံအရေးတွေထိချုံနိုင်စွာသူရဲ့စီးပွားရေးအရင်းမြစ်တွေပေါ်မှာအများကြီးမှုတည်ပါတယ်ဒါဟာလုပ်ငန်းကြီးတစ်ခုရဲ့အဓိကအမြတ်ဆုံးရတဲ့လုပ်ငန်းအခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရတယ်လို့ပါပဲနံပါတ်1ကရခိုင်ဟာပြည်တွင်းစစ်တပ်တပ်အစင်းကနေပြီးတော့ကျော်လွန်ပြီးအင်အားကြီးနိုင်ငံတွေရဲ့ proxy war လို့ခေါ်တဲ့အကြောက်ခံကစားခွင်ဖြစ်လာနိုင်ချီလဲမြင့်လာပါတယ်ဒါဟာကိုယ့်အိမ်မှာသူနိုင်ရဖြစ်ဖို့နေရာပေးလိုက်ရတယ်လို့ပထဝီနိုင်ငံရေးရပို့ပြီးရှုပ်ထွေးလာတဲ့အခြေအနေကိုဆိုလိုတာပါနံပါတ်3အနေနဲ့ကတရုတ်ရဲ့ ကြောက်ဖြူ SEZ နဲ့ရေနက်စက်ကန်လိုမျိုးဒေါ်လာဘီလီယံကြီးစီးပွားရေရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကြီးရဲ့စီမံကိန်းတွေရဲ့အနာဂတ်ဟာ မေခုံပေါင်းများစွာနဲ့ပြည့်နေတာပါဒါဟာ investment rate လို့ခေါ်တဲ့ရင်းနှီးမြှုပ်နှံမှုအန်ဒီရဲ့မြင့်တက်လာတဲ့အခြေအနေပါမိသားမခိုင်တဲ့နေရာမှာအင်ကြီးစောက်ဖို့ရင်းနှီးမြှုပ်နှံသူတွေလက်တော့နေတယ်လို့မျိုးဖြစ်နေပါတယ် ဒီခြေအနေတွေကိုဘယ်လိုဖြစ်လာနိုင်လဲဆိုတာကိုကြည့်ရင်တော့အစိုးဆုံးဖြစ်လာနိုင်ခြင်းနဲ့လက်တွေ့ကျကျဖြစ်နိုင်ခြင်းဆိုပြီးတော့ကျွန်တော်သုံးသပ်နေကြခွဲခြားသုံးသပ်လို့ရပါတယ်။အစိုးဆုံးကရခိုင်ဟာဒေသတွင်းစစ်မီးတောက်ပြီးတော့နိုင်ငံပေါင်းစုံပါဝင်တဲ့ပဋိပက္ခကြီးဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ဒါပေမဲ့ political focus တင်းလို့ခေါ်တဲ့နိုင်ငံရေးခန့်မှန်းချက်မှာလက်တွေ့ကျတဲ့အခြေအနေက AA ဟာကြောက်ဖြူကိုတပြေးပြေးတပြေးပြေးထိချုပ်လာနိုင်ပါဖြစ်ပါတယ်။ စစ်ကောင်စီကိုကြော်ပြီးတရုတ်နဲ့စီးပွားရေးအရာအတိုက်ရိုက်ဆက်ဆံညီနိုင်လာနိုင်မှာတွေ့နေရပါတယ်စစ်ကောင်စီကဒီရေးပါတဲ့ဝင်ငွေရဲ့မဟာဗျူဟာကျတဲ့နေရာကိုဆုံရှုံပြီးတော့ပို့ပြီးအားနဲ့သွားမဲ့အခြေအနေဆိုတာကိုခံမှန်းလို့ရပါတယ်အင်းနေချင်းနိုင်ငံတွေကတော့ကိုယ့်နဲ့ဆက်လုံချုံရေးကိုအဓိကထားပြီးဓာတ်ရိုက်စီးရေးအရာပါဝင်ဖို့ကတော့လက်တော့နေမှာသိချပါတယ်မုံတိုင်းလာရင်အစိုးဆုံးကိုကိုပြင်ဆင်ပေမဲ့ ဖြစ်နိုင်ချေအရှိဆုံးကိုဥတီလှုံ့ဆော်ရသလိုဆိုလိုတာပါစီပေါ်ရေးအရင်မြင့်တွေ့တိုင်းဟာနိုင်ငံရေးအာဏာတည်မြဲရေးအတွက်ဘလောက်အရေးကြီးတယ်ဆိုတော့ဟိုပြနေပါဖြစ်ပါတယ်ဒါဟာ result call လို့ခေါ်တဲ့တရားစတာကျော်ဝမှုကပฏิပက္ခကိုပုံဖြစ်စေနိုင်တယ်ဆိုတဲ့ DOD နဲ့ရောဒီစိတ်တစ်ပိုင်းပြသနေတာအေးအေးအင်အားကောင်းလာတာဟာအပြောင်းလဲအကြီးမားအတွက်ညှော်လင့်ချက်ပေးနိုင်ပေမဲ့ပြပအင်အားကြီးတွေရဲ့ပါဝင်မှုနဲ့ရခိုင်ပြည်နယ်အတွင်းမှာ ိုင်းသားအလုံးရဲ့အနာဂတ်ကတော့ရှုပ်ထွေးတဲ့စိတ်ခုမှုတွေအဖြစ်တော့ရှိနေစေပါပဲ။ဒါဟာစစ်တူရင်တပွဲမှာဘရင်ကိုစားလိုက်ရုံနဲ့ပြီးသွားတာမဟုတ်ပါဘူး။ပွဲပြီးတဲ့အခါမှာအဲ့ဒီစစ်တူရင်ခုံရဲ့အနေထားအစ်စ်ကဘလို့ဖြစ်လာမလဲဆိုတာကပိုပြီးအရေးကြီးပါတယ်။အဒီကိုချုပ်ပြောရမယ်ဆိုရင်ကြောက်ဖြူဟာဒီနေ့မြန်မာနိုင်ငံရဲ့အချက်အချာဖြစ်နေပါပြီ။ စစ်ကောင်စီရဲ့အသက်ရှူပေါ့အေအေရဲ့ပန်းတိုင်းတရုတ်ရဲ့အကျိုးစီးပွားဒေတာတွေအင်အားကြီးနိုင်ငံတွေရဲ့စစ်ကစားကွင်းစစ်မျက်နှာတစ်ခုလည်းဖြစ်နေပါတယ်ဘင်္ဂလားဒေ့အမေရိကန်တွဲဆုံမှုကဒီကစားပွဲကိုအလဲပြောင်းအသစ်တွေထပ်ထည့်ပေးလိုက်တာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ပြည်သက်တွေအနေနဲ့ဒီခြေနေပုံမှာဘယ်လိုဖြစ်လာနိုင်တယ်လို့မြင်ပါသလဲကြောက်ဖြူကိုအေအေထိတ်ချုံနိုင်ငံရင်တော့ဒါဟာရခိုင်ပြည်နယ်အတွက်တကယ် ငိတ်ချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်မှုရဲ့အဆဖြစ်လာနိုင်မှာလားဒါမှမဟုတ်ရင်ဒေတာတွင်းနဲ့နိုင်ငံတကာအင်အားကြီးတွေကြားမှာပို့ပြီးတော့ရှုပ်ထွေးနေတဲ့ပဋိပက္ခအသစ်တွေရဲ့ဏိဒံဖြစ်လာမှာလားဒါကိုကျွန်တော်ကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်တွေအနေနဲ့နားလည်တတ်ကြွနေဆရာသမားတွေအများကြီးပါတဲ့အတွက်ကြောင့် comment မှာ why me ဆွေးနွေးပြောဆိုပြီးအကြံဉာဏ်တွေရေးခက်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်နောက်ထပ်ဆက်ဝင်စားစရာကောင်းတဲ့ shootout တွေနဲ့သုံးသက်ချက်တွေလည်းရှိပါသေးတယ် ဒီအတွက်ကျွန်တော် channel ကို subscribe လုပ်ရသေးတယ်လုပ်ပေးခဲ့ပါဦးဒီဗီဒီယိုကြိုက်ရင်လည်း like ပေးခဲ့ပါဦးလို့တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်